ကဲဒီမှာကြော်မျိုးမင်းတို့ကြော်စိုးဦးတို့နော်ဒီအာနာယူလူယုတ်မှာအကောင်တွေကိုဘောမနေတဲ့ဒီအယုတ်မှာတွေကိုအခုတော့ဒီနေ့တခင်းငွေဘူးဆုံးမှပြီဘာတွေဆုံးမှမလဲဆိုတော့ကြည်ပါပါကျွန်တော်တို့ဒူနော်ဟမ်ဘာစစ်ပညာမှမတက်တဲ့ကောင်တွေကလမ်းပိတ်ကြလေပြီလူဟိုဘာဟိုဘာဘလို့လဲကြော်စိုးဦးတို့ကြော်မျိုးမင်းတို့ဟမ် ့ဘာဘာကြပီပက်မီဒီယာပီပက်မင်းပဲစပပီပီပက်မီဒီယာဒီလိုစာမတတ်ပေမဲ့တကယ်ဝယ်ဦးကပြောရင်အဲ့လိုလုံးလိုက်ပဲတိပြောတာနော်ဒီကောင်တွေကအဲ့လားမျိုးနဲ့မှတန်တယ်အဲ့လားတော့မှနည်းနည်းနဲလေးတဲ့အဲ့ထက်နည်းနည်းလေးထပ်ပြင့်လို့ရရင်ပြင့်လို့ပြင့်နိုင်အောင်နော်အဲ့ဒါအဲ့လောက်မှဒီကောင်တွေကတန်မှာတိလားအဲ့အဲ့ဒီတခင်းငွေပူးဒီ flow လောက်မှဒီကောင်တွေကရတယ်နှုတ်မဆိုရင်တိတ်တိတ်တောင်တော်ကောင်လောက်ဆိုမရဘူးဒီကောင်စအေးထူးနေပြီအဲ့လိုမျိုးဟာပြီးပဲပြီးပဲနော် နော်ဖိဖာနော်အဲ့မှာပြီးပဲပြီးပဲမြည်ရဆိုပြီးတကောင်တက်တက်လာလေးတဲ့စာကလေးကောင်းတဲ့ကောင်အဲ့ကောင်ကြီးကဆရာတက်လုံနေတာနော်အဲ့ကောင်ကြီးကမင်းအောင်လာရနောက်လိုက်အယူအယူအယူကြိုက်တယ်အနောက်ဆောက်သိမ့်မီအပွင့်လာတက်လာတာဟိုမေလို့လမ်းမရဂျယ်လီဘီဒီဟိုမြေရောက်ကျွတ်တဲ့နေရလှိုင်ကောင်းနေအဲ့မှာကွန်ပျူတာလေးနဲ့ဖုန်းလေးနဲ့ဟမ်ဒေါ်ဘီလုံနေတဲ့ကောင်ကြီးက ဟမ်ကျော်စိုးဦးဟာကျော်စိုးစပြီးတော့ lobby စလောက်ခါစားရုပ်ကဘာဘာဝင်ဖြစ်လို့လဲကျွန်တော်တော့အဲ့ကောင်လေးလာလာဆွဲနေကြတာကျော်စိုးစပေါ်လာတဲ့ပုံနဲ့ဟမ်ကျော်စိုးစစဦးစင်းဘောမလုံးကပုံပြန်ကြည့်လေဟမ်အဲ့တော့ဒီကောင်စလုံးမလို့ပဲနဲ့ဒီကောင်ဘယ်ရဟန်နဲ့ရလဲအဲ့ဒါစဉ်းစားကြည့်ပေါ့ရှင်းနေတဲ့ဟာကြီးကိုဟမ်အဲ့တော့ဒီကောင်လေးအဲ့ဒီအယိုးကိုက်အရင်ကိုက်ကဖို့အရေးကိုပါဆက်ဒီမဟုတ်တာတန်တရားတွေကိုတိုင်းပြီးချနေနေကြတာဒီကောင်လေးဟမ် စစ်တပ်မှာအဲကောင်တွေကဆရာကြီးပြင်နေတာအဲ့မအေလိုတွေရောက်လဲကန့်လန့်ပြင်နေတာဟုတ်တယ်ဒီကောင်တွေကတကယ်စစ်တပ်မာပါဘောအခုတောင်းတောင်းစစ်သားတော်သူတို့ပြောမင်းကောင်လေးမင်းအောင်လည်းဖားမကုန်ပေးထားတာဟိုကောင်ဆိုကြည့်ပါလားဟိုကောင်မလူလဲဒီချမမကြော်ဆုံးကြည့်လေဒီဒီကောင်ဘလို့မျိုးကြားနေဟိုတရင်တော့ပြင်တာပြီးပဲမီဒီယာပြီးပဲပြီးပဲဟမ်အဲ့မအီလူ တာမတက်ပေမတန်းနဲ့ပြီးပဲပြီးပဲနဲ့သူမေးစားပါပြီးပဲဟာဘာလို့မသာဆောင်လေးကောင်းနေကောဖိုင်းကြီးမှာဆရာတက်လို့နေတာမေးလူတွေဟမ်ကျွန်တော်ပြောတာအဲ့ဒါပေါ့နော် ဒီလိုកောင်မျိုးတွေကတိုင်းကြီးပေါ်တက်ပြီးဆရာလုံးဇော်မဲလုံးလို့កောင်မျိုးတွေကတိုင်းကြီးကိုတက်အုပ်ချုပ်ဆိုတော့ဆိုတော့စဉ်းစားကြည့်ရင်ဗျာပြောဗဇက်နဲ့ပြောလိုက်တာနဲ့စိတ်ပြက်ဆရာကြီးဘွားကြီးอ่ะအကောင်ပြောတာကျွန်တော်တို့တော်လှန်ရေးမှလေဝင်နေဖြစ်တယ်ဆိုတာမျက်စိနဲ့မြင်အောင်ကြည့်ရင်ငါတို့အုပ်ချုပ်မဲ့កောင်တွေကြီးလိုက်ရှင်းရှင်းပြောရင်ကိုချေဘွားတော်ပြီတဲ့កောင်တွေမဟုတ်ဘူးစိတ်ကမ်းမှာကုန်ထမ်းနေတဲ့កောင်တော့အဲ့ဒီကြော်ဆိုးလို့ငမဲလုံးလို့တာတယ် အခေါင်းပြောတာကျွန်တော်အပေါ်ပြောတာမဟုတ်ရွာတဲ့မြို့ထဲမှာစိုက်ကားနေနေတဲ့လူတွေအဲ့ထက်တာတဲ့လူတွေတပုံရှိတယ်ကျွန်တော်ခေါ်ပြမယ်လာခဲ့လာနော်အကောင်းပြောတာအဲ့တော့ဒလုံအယုတ်တမှာအောက်တန်းစားကောင်တွေကတိုင်းပြည်မှာလူစွာချက်တက်လို့တောင်မပေးနိုင်ဘူးနော်မင်းတို့လှုပ်ချင်မင်းတို့မင်းတို့ကမင်းလွတ်လွတ်လပ်လပ်သွားလို့ငါတို့တိုင်းပြည်မှာလာမလို့နဲ့ဒါရှင်းရှင်းလေးပဲနော်ဒီတော်နိုင်ရင်ကဒလုံကောင်မျိုးတွေကိုအမြင့်ကနေလှန်တဲ့ပွဲပဲလား ခင်ညော့ခင်ညော့လက်ကြံလေခင်ညော့ခင်ညော့လေခင်ညော့လက်ကြံလေအကောင်ကြီးကခင်ညော့ထောက်ပြုတ်ပြီထောက်ပြုတ်လက်ကြံလေအကောင်ကြီးကဟင်ကိုလူဒိဋ္ဌာပေးလိုက်ဒီလူဒိဋ္ဌာပေးလိုက်နေငါလို့မှားတာဟင်ကိုငွေဘူးကလေကျွန်တော်အမှန်တိုင်းဝင်ခံရနေဒါဒီဒီကနေလည်းဒါတရားဝင်ကျွန်တော်တူလည်းကျွန်တော်တောင်းပန်ပါလေသူစပေါ်ကစားကျွန်တော်မကြိုက်ဘူးအဒီဘဲဘာပြောပြောမှမတည်ဘူးပေါ့နော်ကိုကဟိုအေးဝင်နေဖြစ်တယ်ပေါ့အေးစစ်စစ်သမားပေါ့ရှင်ကြီးပြောရင်ကျွန်တော်တို့ကတော့ အတူကြည့်လိုက်ဒါပေမဲ့တပြင်းပြင်းနဲ့တူဟာနောက်ဘာဖြစ်လာလဲဆိုတော့ तू ဘဝကိုတူဆယ်စီတွတ်တူဖြစ်လာတာเนาะ तू ဘာနိုင်ငံရေးတွေဘာတွေဝင်နေမှာမဟုတ်ဘူးဒါပေမဲ့ဘလို့ပဲဖြစ်ဒီနိုင်ငံအတွက်ဆိုတဲ့အရာတူကောင်းထဲမှာထည့်ပြီးတော့နိုင်ငံအတွက်တူရတဲ့လောက်တူလုပ်ပေးတယ်နိုင်ငံအတွက်အရာတဲ့လောက်တူပြောပေးတယ်အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာဆယ်လီဆယ်လီဆိုတဲ့ဟာတွေခတ်ပေါ်လာကိုငွေပုတို့ဟာသူတို့ပေါ်လာတဲ့ခေတ်ကတောင်းတောင်းအပြိုင်ပြိုင်တိတ်မရှိသေးဘူးเนาะ အခုခင်လိုမျိုးအဟိုဟိုကောင်နဲ့ဆယ်လီဒီကောင်နဲ့ဆယ်လီဖြစ်နေတယ်ခင်မဟုတ်ဘူးသူတို့ဖြစ်ခင်မှာဆိုတော့အဲ့တော့တဲကပေါ်လာတာဒါပေမဲ့ဒီနေ့ထိန်ကြည့်နော်သူတို့ဟာဒီနိုင်ငံအတွက်ကိုကြောမခိုင်းတာဘူးနိုင်တဲ့နေရာကသူတို့ပါဝင်မှာနောက်ဆုံးဒီထိုင်းမှာနော်ထိုင်းမှာကျွန်တော်ဟိုဟာမှဆဲတဲ့အချိန်တော်လိုင်းအင်အားစုတွေဘာမှမတည်ဘူးကိုနဲ့မဆိုင်သူလိုနေတယ်အမတိပုံကိုယ်ကြီးရံဖြစ်တယ်လို့ကျွန်တော်ကျွန်တော်နဲ့ပုံစံတတ်မှတ်ထားတယ်ဟာဒီကောင်မှဘယ်လိုပြောအားလုံးတည်တဲ့အတိုင်းအဲအဲ့လိုအချိန်မှာ ကိုငွေဘူးတယောက်ပဲထွက်ပြောတာသူထွက်ပြောမှနောက်ထပ်လူတွေလိုက်လာတာသူကသိတယ်သူပြောတာရှင်းရှင်းလေးဒါတော်လှန်ရေးကိုတိုက်ခိုက်နေတာပုံကိုတိုက်ခိုက်တာမဟုတ်ဘူးတွေးကြည့်တာနဲ့သိတယ်လေအဲ့တော့ကျွန်တော်တို့နိုင်ငံမှာဆယ်လီတွေအများကြီးရှိပါတယ်ဟိုကိုယ့်ကိုဆယ်လီတက်ပြီးတော့ဆယ်လီအော်နေတဲ့ဟာတွေနော်ဒါကျွန်တော်တို့ဆိုဆယ်လီမဟုတ်ဘူးနော်ကျွန်တော်တို့ဆိုဘာကောင်းမှမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့လူတိတင်းတဲ့တိတဲ့ဆယ်လီတွေတပုံကြီးဒါပေမဲ့ကိုယ့်နိုင်ငံအရေးအတွက်ဘယ်နေရာမှမပါတဲ့အပြင် ရန်သူအားပေးလုံနေတဲ့ကောင်းတွေတပုံကြီးเนาะမလုံတော့ပြစ်မပြောဘူးเนาะဒါပေမဲ့ရန်သူအားပေးသွားလုံနေကြတာတော့ကျွန်တော်တို့လက်ခံပေးလို့မရဘူးเนาะဒီနေ့ဒီအချိန်ဒီကာလဟာတိုင်းပြည်မှာဘာဖြစ်နေတာလဲเนาะကြည့်ပါခင်ဗျားတို့ဒီနေ့ခက်ကအင်တာနက်ခက်ကိုကိုတိုင်းရှောက်ပြီးတော့သွားမှကြည်မှအညာအောင်စင်းကြည်မှဒီစစ်ပွဲတွေကိုတွေ့ရမှာမဟုတ်ဘူးကိုကိုတိုင်းနေပြမစင်းလဲတုံတိုက်ရိုက်ဖုံးခေါ်ပြီးကြည်လို့ရတယ် နော်တင်းသေးမှာအခုတဘောပြောဒီကောင်းသေးစစ်တပ်ဘက်ကကောင်းနေပြောတယ်အာခစ်တစ်လိန်နေတယ်ဘာဖြစ်โอเคခစ်တစ်မှာဘုံကျဲတဲ့တင်းဟိုရက်ကရခိုင်ပြည်နယ်မှာဘုံကျဲသွားတယ်နော်ခစ်တစ်မှာတင်လာတယ်အဲ့ယူအောင်ဖုံးဆက်ကြည့်လေခစ်တစ်တင်းလိန်လားမလိန်လားလို့အဲ့ဒါတကယ်ရှင်းနေတဲ့ဟာကြီးဟုတ်တယ်နော်ဒီနေ့လေဒီဘယ်ရင်မှာဘုံကျဲတဲ့တင်ခစ်တင်မှာတင်ထားတယ်အဲဖုံးဆက်ကြည့်ဒီဘယ်ရင်မြို့ကံ ်တကယ်တပါတင်လာတယ်ဘယ်နေ့ဘယ်နေ့ဘယ်ရက်ဘယ်နေရာမှာမင်းတို့ဒီဘေးဘယ်နေရာမှာဘုံကျဲတယ်ဟုတ်လားလွလွလေးအာခစ်တက်ကလိန်ညာတော့ခစ်တက်ကညာတာတော့အော်နေစရာမလိုဘူးမင်းတို့မြဝတီမြမအတန်ကြတော့မင်းတို့ပြောခဲ့တဲ့ဟာတခုမှမဟုတ်လို့ဒီသူကမဟုတ်လို့မဟုတ်ပြောတာနော်အဲ့တော့ရှင်းရှင်းလေးဒီနေ့ခင်မှာကျွန်တော်သင်ကြားကြွားကြတဲ့ celebrity တွေအနေနဲ့ပြည်တွင်းမှာရှိတဲ့ celebrity တွေကိုတော့ကျွန်တော်မပြောလို့ဘာလို့ဆိုပြည်တွင်းရဲ့လူတွေကဖိအားသွားပေးလို့မရဘူးသူတို့ဘဝသူတို့ရက်တီဖို့အတွက်တောင်းအနိုင်တိုင်းစူးစမ်းနေရတာနော် ဒီပရောက်နေတဲ့ဆယ်လီတွေအနေနဲ့ကိုတိုင်းပြည်အတွက်နိုင်တဲ့နေရာကပောင်ဝင်ပေးစေချင်ပါတယ်ခမားတို့လည်းအားလုံးတည်ပါတယ်ဒီနေ့တိုင်းပြည်မှာဒီအာနာတိန်တဲ့ကောင်တွေလှုပ်ရက်ဟာလူသားဆန်နဲ့လှုပ်ရက်လားရုံမာနဲ့လှုပ်ရက်လားဆိုတာအထွေထူးရှင်းပြနေစရာမလိုဘူးဒါကြောင့်မလို့ငါနဲ့မဆိုင်ငါနဲ့တာတို့မနေနဲ့ဒီနေရာမိုးရွာရင်ဟိုဘက်ကိုရွှေ့ပြီးတော့ထိုင်မယ်ဒီဘက်ကမိုးရွာရင်နောက်တနေရာရွှေ့ထိုင်မယ်ဆိုနဲ့စိတ်ဓာတ်တွေကိုပြင်ကြပါကျွန်တော်တို့တိုင်းပြည်အတွက်တထောက်တနေရာလေးရပေါ့ဆိုဆယ်လီတယောက်ကအား မတူဘူးတာမန်လူတစ်ယောက်နဲ့ဘာဖြစ်လို့လဲသူ့ကိုကြည့်နေတယ်ပိဋကတ်ရှိတယ်တာမန်လူတစ်ယောက်ကစကားတခုပြောလိုက်လို့လူ9ယောက်10ယောက်ပဲကြားမယ်ဆိုရင်ဆယ်လီတစ်ယောက်ကစကားတခုပြောလိုက်လူ900အထောင်ကြားဖို့မခဲရင်ဘာဖြစ်လို့လဲသူ့ကိုကြည့်နေတဲ့လူရှိတာဟုတ်ဒါကြောင့်မလို့ကိုယ်နိုင်ငံတို့အမှန်တရားတော်လိုင်းဘက်ကိုလည်းကျွန်တော်တို့လိုက်ဆရာမလို့အမှန်တရားတွေကိုပဲကျွန်တော်တို့ပြည်သူအတွက်ပြောပေးရမယ်ဒီတိုင်းပြည်ပေါ်မှာရုံမာနေတာဘသူတွေလဲဘယ်စနစ်ကတိုင်းပြည်ကိုဒုက္ခပေးစေမှာလဲ ဘသူတွေကတက်လာမှဒီတိုင်းကြီးကကောင်းပါလေဘလို့တိုးတက်မှလဲစသဖြင့်ဒါမျိုးတွေကဒီဘက်မှာလို့လက်လက်ရှိနေတဲ့သူတွေအနေနဲ့ကြိုးစားနိုင်ပါလေပါဝင်ပြောနိုင်ပါလေနောက်တစ်ခုကဒီအုပ်ကျော်စိုးလို့ကျော်မျိုးမင်းလို့နော်အခုမှကိုငွေဦးထွက်ဆဲအလက်ခတ်ဆဲတာမဟုတ်ဘူးဒီမေလို့တွေတနေ့တနေ့မောက်ကောက်ကအစိတ်တွေခတ်ပြီးတော့ပောက်ကြီးကပြောနေတာလေဝါရဖျက်နေမိုင်းတိုင်းနဲ့မျိုးစုံဒါတွေကိုတောက်ပြန်ပြောဖို့လိုအပ်တယ်ကျွန်တော်တို့ဘာဖြစ်လို့လဲအမားတွေကိုမပြောဘဲထားရင်အဲ့ဒီအမားတွေကအမှန်ဖြစ်တော့အဲ့တော့ငွေပု နော်ကိုငွေဘူးစဲတာနဲသေးတယ်ဒီလိုកောင်မျိုးတွေကိုအဲ့ထက်ပို့ပြီးတော့ဝိုင်းစော်ရမှာဘာဖြစ်လဲဒီလောက်တိုင်းမျိုးအစိတ်ခတ်နေတဲ့កောင်မျိုးတွေကိုထန်ကိနေမယ်ဆိုရင်ဟာလူငယ်တွေအနေနဲ့တချို့တဲ့လူငယ်ဆိုနိုင်ငံရေးဆိုတော့ဘာမှမသိဘူးနော်ဒေါ်ဆန်းစုကြည်အကြောင်းတော့မသိဘူးနိုင်ငံရေးမပြောနဲ့အခုဒီ16နှစ်18နှစ်လူမျိုးအရွယ်အပြိုးအရွယ်တွေကလေးတိုင်းမသိဘူးဆိုတော့အဲ့ဒီကလေးမျိုးတွေကဒလောကောင်မျိုးတွေစကားတွားနာထောင်လိုက်မယ်ဆိုရင်သူတို့မှတိုင်းပြည်ရဲ့တမိုင်းကိုတမိုင်းချောင်းကိုမတိလာခဲ့တဲ့အတွက်လက်ရှိအချိန်ဒေါ်အောင်ဆန်းစုကြည် တမိုင်းတော်မတိတဲ့အတွက်ဒီကောင်တွေပြောတဲ့စကားတွေအားလုံးနားထဲဝင်သွားမှဆိုရင်ဒါပါတယ်အစိတ်ပဲဒါကြောင့်မလို့ကျွန်တော်တို့တွေကအော်ငါတော့တိနေဒီကောင်တွေပြောချင်တာပြောနေမတွက်နဲ့ငါတိပေမဲ့မတိတဲ့လူတွေရှိသေးတယ်အဲ့ဒီမတိတဲ့လူတွေအတွက်ငါတို့ဟာဒီကောင်တွေသူတို့ပြောဝင်မပေးဘူးဆိုတဲ့ပုံစံမျိုးလုပ်မှရဒါမှသာလေကျွန်တော်တိုင်းပြည်မှာအစိတ်အတော့တွေကင်းမှာကျော်စိုးတို့ကျော်မျိုးမင်းတို့ကမဟုတ်ကျွန်တော်တို့မဟုတ်ကဟုတ်ကပြောလဲကျွန်တော်တို့မထားအာမနာလဲစော်ပြစ်လာပါဘဒူပဲဖြစ်ဖြစ် ဟိုဟိုဘက်နဲ့ဒီဘက်နဲ့မျက်နှာခွဲစရာမလိုမဟုတ်မမှန်တာကိုလောက်ကြံလီးစေအစိတ်ခန့်ရင်ဘသူပဲလုံးလုံးစော်တာစော်ပြစ်ဒါမှတန်နေကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့လူမှုအဖွဲ့အစည်းကကောင်းမွန်တဲ့အဖွဲ့အစည်းဖြစ်မှာအဲ့လိုမဟုတ်ဘဲနဲ့အာတူဘက်ကိုဘက်ခွဲမယ်တော့ဒီကြားနဲ့ငါနဲ့မဆိုင်သလိုနေမယ်ဆိုရင်တော့ကျိန်းနေပါလေကျွန်တော်တို့နိုင်ငံလူယုံမာတွေပဲနေရာတကာကြီးစိုးရပါလိမ့်မယ်နော်ဒါလေးကိုဟိုတင်ပြတာပါခံနိုင်လားပေါ့ဘယ်သူမှတော့ခံနိုင်မယ်မထင်ပါဘူးနော်ဘာမှစောက်စစ်မရှိတဲ့ကောင်ကတိုင်းပြည်ကိုတက်ပြီးအုပ်ချုပ်မှာဘူးတော့ ဘယ်သူမှတော့ခံနိုင်မယ်မထင်ပါဘူးเนาะအခုကိုငွေဘူးပြောသွားတယ်လို့ပဲဒါကြောင့်မလို့မခံနိုင်ဘူးဆိုရင်ထိုင်ကြည့်နေုံနဲ့တော့မရဘူးအဲ့ဒီကောင်လေးကိုတနည်းမဟုတ်တနည်းနဲ့ဝိုင်းဆုံးမှမှရပါလိမ့်မယ်